အားလုံးပဲမင်္ဂလာပါရှင် Brighty Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ Australia မှာတစ်ခါတုန်းကငှက်တွေနဲ့စစ်တိုက်ခဲ့တာကိုသင်သိပါသလား1932ခုနှစ် Australia မှာအီးမြူငှက်ကြီးတွေဟာလေယာဉ်မြေတွေကိုဖျက်ဆီးနေတာကြောင့်ပြဿနာကြီးဖြစ်နေတယ်ပြည်တော်စုအစိုးရကစစ်သားတွေနဲ့လက်နက်ကြီးတွေချထားလိုက်တယ်ဒါပေမဲ့အီးမြူတွေဟာလွတ်မြောက်တတ်ကြပြီးပြစ်လိုက်တိုင်းပြေးလာမြန်လွန်းလွန်းမမြန်မဲလွတ်မြောက်သွားကြတယ် စစ်သားတွေကပြစ်ခတ်ချက်များစွာပြုလုပ်ခဲ့ပေမယ့်နောက်ဆုံးမှာအီမျူတွေအများကြီးကိုမတတ်နိုင်ခဲ့ပါဘူး။တနာယီနဲ့ရင်ပြစ်ခတ်ချက်တောင်းချီကြောခဲ့ပေမယ့်အီမျူငှက်တွေဟာရှာရှာပါပါပဲတည်ဆုံသွားကြပါတယ်။နောက်ဆုံးမှာအော်စတြေးလျအစိုးရကစစ်စင်ရေးကိုရိုက်လိုက်တယ်။ဒတင်းစာတွေကဒီမှုကို The Great Emu လို့ခေါ်ခဲ့ကြပါတယ်။ဒါနဲ့ပဲအော်စတြေးလျစစ်တပ်နဲ့နှက်တွေရဲ့စစ်ပွဲမှာအနိုင်ရရှိသွားတာ Emu နှက်တွေပါ။ အဆုံးထိကြည့်ရှုပေးတဲ့ Variety Channel ရဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများဤတင်ပါတယ်ရှင်